မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ဘကိုးတိုင်းတောင်ကို၄တက်စခန်းကို short tight ဒုံ7လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာ၄တက်အရရှိ5ဦးအပါအဝင်7ဦးသေဆုံးသွားပြီးတော့ Jet Fighter ဒဇင်းနဲ့ Y8 ဒဇင်းတို့ထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့မှာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ MKCDF ACPLF နဲ့ တန်တော်မြောက်ပိုင်းအထုဒေသအဖွဲ့တို့က KNL တပ်မဟာနှစ်တပ်ရင်း9နဲ့ပူးပေါင်းပြီးတော့တောင်ငူကေတုမဒီလေးဒက်စခန်းဌာနချုပ်ကို BWM အဖွဲ့ရဲ့ Mission 42အဖြစ်နဲ့ short တိုက်တုံးဆက်တလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာလေးဒက်ကအရာရှိ9ဦးနဲ့အခြားအဆင့်စစ်သည်6ဦးတို့ပွဲချင်းပြီးတိုက်ဆုံကလေးဒက်အရာရှိ8ဦးနဲ့အခြားအဆင့်စစ်သည်12ဦးတို့ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအရာရှိများနဲ့စစ်သည်အများအပြားထပ်မံထိခိုက်မှုတွေများပြားကြောင်းနဲ့ တက်တွဲမဆရတွဲပတ်ဈေးကမ်းများမှာလူနာတွေအပြည့်ဖြစ်နေပြီးတော့ဈေးုံကြီးကိုအရေးပေါ်အရသာကားများနဲ့ပို့ဆောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်၎င်းတက်ခိုက်မှုအတွင်းမှာအရာရှိနားနေအဲဆောင်ခန်းမှာပြိုကျပျက်စီးသွားပြီးတော့ပရိဘောကပျက်စီးများမီးလောင်ကျွမ်းသွားတယ်လို့သိရပါဗျ။လေရင်ပြေးလမ်းများလည်းပျက်စီးမှုရှိပြီးတော့အုတ်ချုပ်မှုယုံနေဆက်သွယ်ရေးဆက်ပျက်စီးများထားရှိရာအဆောက်အဦလည်းပြိုကျပျက်စီးက အမှတ်နဲ့စီကိုတော်မီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါး၎င်းတက်ခတ်မှုကြောင့် Jet Fighter ဒဇင်းနောက်မီးပိုင်းကိုထိခိုက်ပျက်စီးကအကြမ်းတ်၁၁ရဲ့ထောက်ဖို့လေးရင် Y8 ဒဇင်းလဲညဘချမ်းကပန်ကာနဲ့စီတိုင်းကြီးမီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါးတော်လန်ရင်းမှာကျွန်တော်တို့ဘက်ကစွမ်းသမ်းများဆက်ပြီးတော့စူးစမ်းနေပါတယ်ပြည်သူတွေလည်းအားမလျှော့တွေးမကွဲပဲနဲ့ဆက်လက်ပြီးအားပေးကြဖို့တင်ပြချင်ပါတယ်လို့ Brave Warriors for Myanmar အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗါးအဲ့ဒီအကြမ်းတ်စစ်ကောင်စီတပ်သားများတင်ဆောင်မှုနဲ့ပျက်စီးမှုများဟာ BWM ရဲ့လက်လန်းမီတဲ့သတင်းပေးများထံကစုံစမ်းသိရှိရခြင်းဖြစ်ပြီးတော့သတင်းရင်းမြစ်များထံကနေတူညီသောအချက်အလက်များကိုစီစစ်ရွေးထုတ်ပြီးမှသာတင်ပြခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇဂိုင်းတိုင်း6ဦးမြို့နယ်ကင်မွန်တော်ပြူစောတီရွာကိုရိတ်ခါပို့ဖို့လာတဲ့စစ်ကောင်စီအုပ်စုကလက်နက်ကြီးပစ်ခတ်ခံရတာကြောင့်ထိခိုက်ဒိဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ခွေးတွေဟာမုံရွာနမခကနေတံပြားကကသုံးစီးနဲ့အတူဇူလိုင်လ9ရက်နေ့ညနေပိုင်းမှာ6အုပ်မြို့ထွေးအုပ်ရုံးကိုအင်အား150နီးပါးရောက်ရှိလာတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်ဇူလိုင်လ10ရက်နေ့ဒီကနေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်သားတွေကမြို့အနီးနားပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလှုံ့ဆော်ခဲ့ရာရွာတော်လေးရွာကပြည်သူတအူးတေဆုံးပြီးတော့6ရောက်ဒဏ်ရာထိမှန်ခဲ့တယ်လို့အောင်ချမ်းသာရွာကဒေသခံတယောက်နဲ့ ထိုးနီးရွာကပြည်သူရှင်းဦးလဲဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မြို့ရဲ့အနီးအနားဝင်းကျင်ကရွာတွေကိုလက်နက်ကြီးနဲ့အရင်ပတ်ပြီးတော့ထုသွားတာဗျ။အဲ့ဒီလိုလက်နက်ကြီးတွေနဲ့ပတ်ထုတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးကုန်တာလို့ Chao Revolution News CIN တပ်ဖွဲ့ကပြောပြထားပါတယ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရှိသူတွေတဲကတချို့ဟာစိုးရင်ရတဲ့အနေအထားရှိတယ်လို့သိရပါတယ်ဒီကနေ့မနက်6နာရီလောက်မှာတော့စစ်ခွေးတွေဟာချောင်းအုံမြို့နယ်တဲကနေအင်အားအလုံးရင်းနဲ့ဂင်မော်တော်ပြူစောတိရွာကိုရိတ်ခါပို့ဖို့ထွက်လာနေသေးဖြစ်ပြီးတော့အခုချိန်ထိတော့အဲ့ဒီခြေရွာကိုဝင်းရောက်နိုင်ခြင်းမရှိသေးဘူးလို့ CRN တပ်ဖွဲ့ဝင်းတွေကဆက်လက်ရှင်းပြထားပါတယ်သူတို့ရိတ်ခါတွေကုန်ချိန်ရောက်ပြီပေါ့အဲ့ဒါကြောင့်မုံရွာနမခါကနေပြီးတော့ချောင်းအုံမြို့ကနေတဆင့်ဂင်မော်တော်ပြူရွာကိုရိတ်ခါလာပို့တဲ့အနေထားပါ အခုထိတော့စစ်ခွေးတွေကဥဒီယာကိုစစ်ကြောင်းထိုးနေပြီးကင်မွန်တော့ပြူစောတိရွာကိုတော့မရောက်နိုင်သေးဘူးလို့သူကဆက်လက်ပြောပြထားပါရယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်ကြောင်းထိုးမှုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ရွာပေါင်း9ရွာထက်မနည်းကပြည်သူတွေဟာစစ်ဘေးထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရင်းမာပင်ခရိုင်အမှတ်15တရင်မှုရဲ့ထောက်ခံစာနဲ့တည်ယူလာတဲ့စိတ်ကြွယူသွေးဆေးပြား3တန်းခန်နံပါတ်4လို့ခေါ်တဲ့ဘင်းဖြူ130ကီလိုဂရမ်ခန်မောင်းမြန်တနက်နှက်လာမီနီစတားလင်းနှစ်ခုတို့နဲ့အတူတော်လိုင်းရဲဘော်3ဦးရင်းမောင်းတအုပ်နဲ့စပယ်ယာတအုပ်တို့ကိုချင်းပြည်နယ်ဟာဟာမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖလန်းမြို့နယ်ဘာဒရာကို Highless 9K 1693ကားနဲ့ ကိုစိုးသူပိုင်ဆိုင်တဲ့ 1J6011 Fortland ကားတို့နဲ့တယ်ယူပို့ဆောင်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။အခုလ10ရက်နေ့မှာဖမ်းမိတာဖြစ်ပြီးတော့အဲ့ဒီမူရဲဆေးဝါးတွေတယ်ယူပို့ဆောင်ရေးရဲ့တာဝန်ခံဖြစ်တဲ့မောင်စော်လက်အမြင့်ရင်ဦးဝင်းမော်နဲ့တခွဲမှုကိုပရီအမြင့်ရင် ဥကြောမင်းတော်တို့ဟာထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်းဖော်ပြထားပါဗျ။တိမ်းစီရမိတဲ့မူရဲ့ဆေးဝါးတွေကိုအခုလ9ရက်နေမှာပဲမိရှို့ဖျက်ဆီးခဲ့ပြီးတော့ဖမ်းဆီးထားတဲ့သူတွေကိုလည်းတရားဥပဒေအတိုင်းဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လို့ CDF ဟာခါကဖော်ပြထားပါဗျ။ CDF ဟာခါရဲ့စစ်ဆေးချက်အရာဖမ်းဆီးထားတဲ့သူ5ဦးထဲမှာ3ဦးဟာရင်းမာပင်ခရိုင်တရင်ဆက်လေပခုတ်ကူခရိုင်အမှတ်၁စစ်ဒေသတရင်30ကဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးထားတဲ့ရင်းမောင်းကဆလင်းကြီးမြို့နယ်ထဲကငွေသားရွာနားထဲကနေပြီးတော့တဲလာတာ လူနေတဲ့အဆောက်အဦတွေရဲ့ပစ္စည်းတွေထားတဲ့အဆောက်အဦရဲ့အဲ့ဒီနားမှာရှိတယ်။အဲ့ဒီနားကနေတဲခဲ့တာပါအဖွဲ့အစည်းဟာလို့ပြောတယ်လက်နက်ကင်တပ်ဖွဲ့တွေကျွန်တော်တို့ကိုပြောတာကတော့ရင်းမာပင်ခရိုင်တိုင်ရင်း15လို့ပဲပြောပြထားတယ်လို့ CDF ဟာခရဲ့စစ်ဆေးချက်အတွင်းမှာပြောကြားနေတာကိုတွေ့ရပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးမြန်းနိုင်ဖို့အတွက်ရင်းမာပင်ခရိုင်တိုင်ရင်း15ကိုဆက်သွယ်ဖို့စူးစမ်းနေစေဖြစ်တာကြောင့်ထမှန်သိရတဲ့အခြေအနေကိုဆက်လက်ပြီးတော့ဖော်ပြသွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ကျုံတိုးကွန်ကရစ်လမ်းပိုင်းကိုအကြမ်းဖက်ဆက်တက်ကပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကြောင်းထုံးနေပြီးတော့လက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်နေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ10ရက်နေ့မနက်အစောပိုင်းမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ကျုံတိုး905တပ်ရင်းနဲ့ဂျိုင်းတရာကစစ်ကောင်စီတပ်သားများဟာလက်နက်ကြီးအလုံးကြီး40ကျောင်းနဲ့ပစ်ခတ်နေတယ်လို့သိရပါဗျ။ညပြင်းမှာလည်းအထက်9တိုင်နဲ့အောက်ဘက်အင်းကြီးဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ပြောပါတယ်။ မနေ့ကဇော်လိုက်လ9ရက်နေ့မှာလဲအကြံဖတ်စစ်ခွေးတိုက်ရဲကျုံတို့905တိုက်ရင်းနဲ့ဂျိုင်းဒရာကအကြံဖတ်စစ်ခွေးများကလက်နဲ့ကြီးလေးနဲ့ဇက်တိုက်ပြစ်ခတ်နေတဲ့အပြင်မြေပြင်မှာလည်းထိပိတ်တိုက်ပွဲများတနေကုန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ဒါအပြင်အကြံဖတ်စစ်ခွေးတပ်ကမြေပြင်မှာထိခိုက်သိမ်းဆုပ်မှုတွေများပြားနေတဲ့အတွက် DKBA, BGF, လေစီအဝါဗိုလ်ဗီတပ်ဖွဲ့ကိုစစ်တပ်ကလက်နဲ့အပြည့်အစုံတပ်ဆင်ပေးထားပြီးတော့စစ်ကြောင်းထိုးခိုက်ရန်ပြင်ဆင်နေတယ်လို့သိရပါဗျ။ဂျိုင်းဒရာကျုံတို့မြို့ပတ်ချမ်းမှာလည်း စစ်မှုထမ်းတပ်သားတွေများကိုထပ်မံပြီးတော့အင်အားဖြည့်တင်းကစစ်တပ်နှံပေးတာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အလားတူပဲကြုံတိုးတောင်ပေါ်ဖုန်ကြီးကျောင်းမှာလည်းအကြမ်းမဆက်တဲ့ကဗျူဟာမှုအဆင့်ရှိသူပါစခန်းချအထိုင်ချနေပြီးတိုက်ပွဲများကိုအနီးကတိုက်ရိုက်ညွှန်ကြားနေတယ်လို့သိရပါတယ်။တိုက်ပွဲတွေအတွင်းမှာ One Trump လေးရင်များကိုလည်းကြုံတိုးမြို့အနီးတဝိုက်မှာနေတိုင်းလိုလိုပြန်ဝဲနေတယ်လို့သိရပါတယ်။ကျုံတို့တောင်ပေါ်ဖုန်ကြီးเจ้าမှာဗျူဟာမှုအဆင့်ရှိသူပါစခန်းချအထိုင်ချနေပါတယ်တိုက်ပွဲတွေကိုသူကအနီးကညွှန်ကြားနေတယ်လို့သိရတယ်တိုက်ပွဲကတော့နေတိုင်းလိုလိုဖြစ်နေတာ ကြုံတို့ငါးလေးငါးတိုက်ရင်းနဲ့ဂျိုင်းတရားကစစ်ခွေးတွေကတော့နေတိုင်းလိုလိုလက်နဲ့ကြီးတွေနဲ့ပြစ်နေတယ်ဒီနေ့မှာတော့အထက်ကိုးတိုင်နဲ့အောက်ဘက်အင်းကြီးဘက်ကိုစစ်ခွေးစစ်ကြောင်းတိုးလာတော့ထိပ်ပိတ်မှုကပြင်းထန်နေပါတယ်ကြုံတို့ကော့ဂရိတ်လမ်းပိုင်းကိုထိန်းချုပ်မှု မိမျိုးစုံနဲ့စစ်ခွေးတွေကတိုက်ခိုက်လာတာလက်တွေ့မြေပြင်မှာတော့စစ်ခွေးတွေဘက်ကထိခိုက်မှုတွေပုံများနေတော့ DKBA BGF ဗိုလ်ပြီးဥဆောင်တဲ့တပ်ဖွဲ့ကစစ်ကြောင်းထိုးမယ်လို့သတင်းတွေထွက်နေပါတယ်။နောက်ပြီးတော့စစ်တပ်ဘက်ကလည်းလက်နက်အပြည့်စုံထုတ်ပေးထားတယ်။ဂျိုင်းတရာဂျုံတို့ဘက်မှာလည်းစစ်မှုတန်းတွေအင်အားဖြည့်တင်းထားပြီးတော့စစ်တင်တန်းတွေပေးနေတယ်လို့ဒေတာရင်းရှေ့တန်းသတင်းရေးမြစ်ကပြောပြထားပါတယ်။ KNB နဲ့ Concrete မြို့နယ်နဲ့ဂျုံတို့မြို့နယ်တို့ကို KNLA ဥဆောင်တဲ့တော်လိုင်းတပ်များကနေမြေဆုံးကိုထိန်းချုပ်ထားပြီးတော့အဓိကအားဖြင့် ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့အဓိကလမ်းမကြီးများနဲ့ဂိတ်စခန်းများကိုတော်လိုင်းတပ်များကသိမ်းပိုက်ရရှိထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဒုက္ခစစ်တပ်စခန်းကဗိုလ်ကြီးမျိုးစွေဦးခေါ်စောမိုးဆက်ဟာဒုက္ခစခန်းကိုတော်လိုင်းတပ်များမသိမ့်ပိုက်မီရပ်ပိုင်းအလို့ကလေးကလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့ကဒဝယ်ခရိုင်ထိုင်းနိုင်ငံနယ်စပ်မြင်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဒုက္ခစခန်းကို KNU တပ်မဟာလေလံအောက်ခံတပ်ရင်း30 KNLA ကအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ တော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအလုံးဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့သိရပါဗျ။ဒုက္ခစခန်းမှာကရန်သူအလောင်းမရတာမဟုတ်ပါဘူး။အကုန်လုံးကထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတာပါလို့ KNU ဗိတ်တဝဲခရိုင်အတွင်မူဘရိုဆောရဲနာက ရှင်းပြထားပါဗျ။အဲ့ဒီစခန်းကိုမသိမ်းပိုက်မီဇူလိုင်လ၁ရက်နေ့ညနေ၃နာရီကဒဝယ်မြို့နယ်ခိုင်းမြန်မာနယ်စပ်ဒုက္ခစခန်းမှာတာဝန်ကျနေတယ်။ခလာရ၂ရက်နှစ်စစ်ကြောင်းနှစ်စစ်ကြောင်းမူ ဗိုလ်ကြီးမျိုးစွေဦးခေါ်စောမိုးဆက်ဟာမိမိရဲ့သဘောဆန္ဒအလျောက် KNU တပ်မဟာ၄တရင်၁၀ကိုချိတ်ဆက်ပြီးတော့ပြည်သူရင်ခွင်ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်ရန်ဆက်သွယ်လာတဲ့ဗိုလ်ကြီးမျိုးစွေဦးခေါ်စောမိုးဆက်ကို KNU တပ်မဟာ၄အမှတ်၁၀တရင်မှုကထွက်ခွာနိုင်ရန်စီစဉ်ပေးခဲ့ပြီးတော့ရွေးထွေးစွာကြိုဆိုခဲ့တယ်လို့သိရပါတယ်။ဗိုလ်ကြီးစောမိုးဆက် ဘက်ပြောင်းကူးလာတဲ့အတွက်ကျွန်တော်တို့ကဝမ်းသာပါတယ်ဂုဏ်ယူတယ်ကြိုးဆိုပါတယ်တခြားစစ်ကောင်စီရဲ့လက်အောက်ခံတရဲမှုတွေတပ်ခွဲမှုတွေကိုတိုက်တွန်းခြင်းနဲ့ကျွန်တော်တို့ပြည်သူလူထုနဲ့တိုင်းရင်းသားလူထုအတွက်ရက်တီပေးပါသူတို့ရဲ့ဖိနှိပ်မှုတွေကိုကိုကျင်းစာပေးပါအဲ့ဒီလိုရက်တီပေးမယ်ဆိုရင်စစ်ခွေးတွေအသက်ရှူလောက်တာရမှာမဟုတ်ပါဘူးဒီကောင်လေးကပြုတ်မှာပါအဲ့ဒါကြောင့်အမှန်တရားကိုရက်တီပေးပါလို့ပြောချင်ပါတယ်လို့ KNU ဗိတ်တော်ဝဲခင်ရအတွေ့အမှုဘဒိုးဆောင်ရဲ့နားကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာကဲအခုကတော့ပြည်သူရင်ခွင်ကိုသွားတော့မယ် เนาะကျွန်တော်တို့ဟာလာအားလုံးရဲ့အကျိုးစီးပွားပြည်သူလူလူအကျိုးစီးပွားကိုပဲကြည့်ပြီးတော့ပြုရင်မသွားတော့မယ်ဒီမှာလာခိုတဲ့ကျွန်တော်လာပြီးကုညီပေးတဲ့ညီမကြီးပါအသက်လည်းကြီးနေပါပြီเนาะသူတို့စီမှာပဲမှန်တာပဲလုပ်ပြန်မှန်တဲ့ဘက်ပဲရက်တည်တော့မယ်เนาะအဲ့တော့အများတို့လည်းဆုံးဖြတ်ချက်ကိုကိုပါကိုစဉ်းစားเนาะဆုံးဖြတ်ချက်ကိုကိုပါကိုစဉ်းစားကိုနဲ့မဆိုင်နဲ့ကိုနဲ့မဆိုင်နဲ့အခန်းထဲမှာခင်ဗျားတို့ဘယ်လောက်တောင်ပြေးခဲ့ရပြီလဲဆိုတာခင်ဗျားတို့ပြန်တွေးလိုက်တော့เนาะ ဟိုကလုံနေတာပဲရှိတယ်ဘာမှမရှိဘူးခင်ဗျားတို့ခင်ဗျားတို့သေသွားလဲသူတို့ခေါင်းရိုက်မပြတ်ဘူးဝမ်းမနေဘူးသိလားနော်အဲ့တော့ကျွန်တော်တို့ဘာမှမြူလာတာမရလဲဒီမှာပြည်သူလူယုံကြည်စိတ်ချရတဲ့လူပြည်သူလူအားကိုးတဲ့လူပဲဖြစ်အောင်သွားတော့မယ်ကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်အဲ့လိုပဲလာချင်ရဆိုလဲအများတန်းဝဲကမ်းမှာကျွန်တော်တို့လာကြိုးပေးပါမယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်အုတ်ချင်းစစ်ကြောရေးမှစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ရွှေပြည်သာမြို့နယ်ကလူငယ်တအူးဟာနှစ်ထပ်အဆောင်တိုက်ပေါ်ကနေပြီးတော့ခုံချတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ9ရက်နေ့မွန်လွယ်3:00ခန်းအချိန်မှာလိုင်မြို့နယ်အုတ်ချင်းစစ်ကြောရေးမှာအကြမ်းဖက်စစ်ခွေးများပေါ်တာဆွဲဖမ်းဆီးထားတဲ့စိတ်ရောဂါဝေဒနာခံစားနေရသူတအုပ်ဟာစစ်ကြောရေးရိတ်သားရဲ့နှစ်ထပ်အဆောင်တစ်ခုပေါ်ကနေပြီးတော့ခုံချသွားတယ်လို့သိရပါတယ်။အခုလိုမျိုးခုံချမှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးတွေကမင်္ဂလာတုံးဂရင်တထောင်စစ်ဆေးရုံကိုပို့ဆောင်ခဲ့တော်လဲရရှိထားတဲ့ဒဏ်ရာဟာပြင်းထန်တဲ့အတွက်ကြောင့်ည10:00လောက်မှာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ ကွန်ကရစ်ပေါ်ကိုပြုတ်ကြတာခုံချသွားတဲ့ကောင်လေးကစိတ်မမှန်ဘူးစိတ်ရောဂါဝေဒနာခံစားနေရတာဆေးရုံခဏခဏတက်နေရတဲ့သူပါသူကအသက်20နဲ့25ကြားလောက်ပဲအသားကဖြူဖြူရုပ်ကခက်တန်တန်အရက်ရှိရှိပါရွှေပြည်သားကနေခေါ်လာတာလို့သိရပါတယ်။သူရောက်လာတာဆယ်ရက်ဝင်းကျင်လောက်ပဲရှိအောင်မယ်။ညကဆေးရုံမှာဆယ်နာရီလောက်ကဆုံးသွားတာလို့ရွှေပြည်သား information ကတောင်းရှိသူကပြောပြထားပါတယ်။အလားတူပဲဇလိုင်လ9ရက်နေ့ကလည်းအုတ်ချင်းစစ်ကြောရေးမှာစစ်ဘုတ်ထမ်းရပေါ်တာဆွဲဖမ်းဆီးခံထားရတယ်။ဆေးရောကဝေဒနာခံစားနေရသူတအုပ်ဟာ တိုက်ပေါ်ကနေခုံချခဲ့တော့လေအသက်သေးဆုံးခြင်းတော့မရှိဘူးလို့ပြောပါတယ်အဲ့ဒီအုတ်ချင်းစစ်ကြောရေးဟာရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်အသီးသီးကလူငယ်များကိုစစ်ဘုထမ်းရန်ဖမ်းဆီးခေါ်ဆောင်ထားတဲ့နေရာဖြစ်ပြီးတော့ရွှေပြည်သာမြို့နယ်ကလူငယ်အယောက်40ကျော်ဖမ်းဆီးခံထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ